ရင်နှန်းတော့လိုက်ကဲဒါမြမပြည်တွင်နေပြည်တော်နဲ့ရန်ကုန်စစ်စစ်ဘိုလ်ချုပ်ဆိုတဲ့ထိပ်သီးတခိုးကြီးဖက်စစ်ကြီးတွေကြားထဲမှာအချင်းချင်းဖြစ်နေတဲ့ရပိုင်းတော်တွင်တဲ့ကသူတို့ရဲ့သူ့ကိုကုံမျိုးကို့ကိုသူမျိုးလာကြိုးတဲ့လူတော်ဆိုင်တနက်နဲ့ကောက်ချိန်ပြီးတော့ဘဒူးကြိုးလဲချက်ချင်းပြန် confirm လောက်ရတဲ့အနေထားဖြစ်နေပြီဆိုတော့ အရေးကြီးတဲ့အကြောင်းအရာလေးတွေကျွန်တော်ပြောစရာရှိလို့ပါအဲ့တော့လက်ရှိနှဆုံးခစစ်တက်တဲ့ကရရတဲ့အတွင်းသတင်းတွေတွင်သတင်းတွေရရောပေါ့နော်ဟောပြောကြားဝတ်ထားတော့မျိုးမြင်နေပြကျွန်တော်ပြောကြားဝိဆုံလေးစတင်စမ်းသပ်ဝတ်ကြည့်နေတော့ပါမကြခင်လေတိုင်းကြည်လုံးစီးရင်းနည်းနဲ့ခစစ်တက်ကို အပိတိုင်ဖြိုခွင်းကြမှာဆိုတော့နိုင်ငံသူနိုင်ငံသားတိုင်းဟာပြည်သူစစ်သားတွေအဖြစ်အမှန်တရားပတ်တော်သားတွေတာဝန်ကိုပအဝင်ကြည့်ပြရမှာမို့လို့စစ်သားဟောင်းတယောက်စစ်မှု တယောက်ဖြစ်တဲ့ကျွန်တော်လဲ ready standby ပြင်ဆင်နေတာပါ။အဲဒါဆိုမြန်မာအနာဂတ်ကစီရင်နည်းနဲ့ပဲအပိတိုင်အဆုံးဖြတ်ပေးမှာဖြစ်တယ်။ဒါပေမဲ့စီရင်နည်းနဲ့ဆုံးဖြတ်ပေးဖို့တစ်ဖက်ကတိုက်ပွဲဝင်ရင်တစ်ဖက်ကလည်းစီယုံရင်ဒီဘိုကြောင့်ဆန်းတို့ပြည်လုံးစာချုပ်မှာဘလို့ချုပ်ဆိုခဲ့တယ်။အဲဒါဒီဒီချိန်မှာနှစ်ပေါင်း90ကျော်ကြာမှာတိုင်းရင်းသားချင်းကြားထဲမှာဘလို့မျိုးမျိုးကြည်မှုတွေဖြစ်ခဲ့တယ်ဒါတွေကိုလည်းကျွန်တော်တို့စဉ်းစားပြီးတော့လေးလေးလေးနဲ့ကျွန်တော်တို့လက်ထက်ပါပေါ့ကျွန်တော်တို့ခင်မှာအောင်မြင်တဲ့ဒီ ီဆရာနာရှင်စနစ်ပြသိင်းကြီးထိကြိုးစားကြရမှာပေါ့နော်။နှုတ်ခွန်းဆက်ကြတဲ့ message ရ message လောက်ကျေးဇူးတင်တယ်။ကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာလေးကစိတ်ဝင်စားစရာလည်းကောင်းတယ်။အဲကျွန်ပေးပို့လာတဲ့ message တွေပဲအထူးကျေးဇူးတင်လေးစားရတယ်။ဘာလို့ဆိုတော့ GE G လန့်လို့ကျွန်တော်လွန်ခဲ့တဲ့နှစ်လလောက်တုန်းကပြောခဲ့ဝူတာရှိတယ်။အခု facet တက်ကအခုဆိုးထုတ်တို့မုံမြင့်ထွန်းတို့နောက်တနွေငင်းတစင်မှာရေမှုချုပ်ကြီးအောက်ကနေမြရရဲတွေတော်တော်များများကိုအချင်းချင်းဖြုတ်ထုတ်ဖမ်းရမှာပေါ့နော်။အချို့ဆိုရင် ဒီပြမိန်ပါတယ်လက်နဲ့ချပါဆိုရည်ဒီပြောတယ်ခါပေါ့ဥမာဆူထုတ်ဆူထုတ်ဆိုလို့ရှိရင်သူသွားဖိုင်းတဲ့ချိန်မှာပြန်ခုခံဖို့လို့ပါလို့လုပ်တဲ့ခါမှာပြမိန်ပါတယ်အာစုမနစ်နာခြင်းမိသားစုမနစ်နာခြင်းရယ်ဆိုတဲ့စကားလုံးကိုသွားဖန်းတဲ့ဖွဲ့တွေကပြောတယ်ပေါ့ဒီလေးဝင်ကြီးအောင်ဆူထုတ်ကိုပြမိန်ပါတယ်ပေါ့ပြမိန်ပေးလိုက်တယ်ပေါ့မင်းအောင်နိုင်ကသူ့ဝင်ကြီးလဲဒီတဲ့ဝင်ကြီးဟောင်းနေပါတယ်သူနားမလဲဘူးဘာလို့မလို့ရတာဘာမှမရှိဘူးလို့ပြောတာတော့အဲဒါ လုံရတာဘာမှရှိပြောတာအဲ့ဒါနဲ့သူတို့ကိုသူတို့ပြင်မိပါတယ်မိသားစုအနစ်နာမခံခြင်းမိသားစုလည်းတစ်ခါပြန်ပြီးဆွဲထင်းထင်းထားလိုက်ပြီးထင်ပါတယ်အဲ့ဒါနဲ့ဖမ်းတယ်ပေါ့အဲဖမ်းပြီးသူတို့ရှင်းချင်းပြဿနာတွေတက်ကြတယ်အဲ့တော့မုံမြင့်ထုံကိစ္စကိုကျွန်တော်တို့ပြောကြည့်ကြအောင်တချို့ကမုံမြင့်ထုံကိုပြောကြတာပေါ့နော်အဲအာနာပြင်လာတို့တို့ကစားတာမူတွေကိုကြော်လွန်ပြီးတော့စစ်မိတ်တွေပေးလာတို့လို့တိုင်မှုတွေကိုဘယ်ငါးဆားနဲ့ရိုင်းရိုင်းဆန်းဆန်းပြောလို့တိုင်မှုတွေမကြည့်နဲ့လို့ ဒါပေမဲ့အတွင်းသတင်းကျွန်တော်ကိုပေးပို့လာတဲ့ဖျဲသီးရဲ့ပြောဆိုချက်အဲ့ဒါမဟုတ်ဘူးဗျာသူတို့ချင်းချင်းအကျိုးစီးပွားတွေပြိုင်ဆိုင်ကြလို့ဖြစ်ကြတာပါဖြစ်ကြတာပါเนาะဖြစ်ကြတာအဲဘယ်လိုနဲ့ပြိုင်လဲညိုဆော့ညိုဆော့ဒါပေမဲ့သူသူမိတ်ဆွေတွေကပြောတယ်ပေါ့ဗျာအခုတည်းမိုးမြင့်ထုံးလို့ညိုဆော့လို့ဘာလို့ဆိုတာပေါ့เนาะသူရသူခံရဘူမှုချုပ်တွေဘူချုပ်ကြီးတွေဒုတိယဘူချုပ်ကြီးတွေပေါ့ကျွန်တော်ထက်လည်းအတဲအားဖြင့်၄၅နှစ်ကနေ၁၀နှစ်၁၅နှစ်ကြီးကြတဲ့သူတွေပါပဲအတချို့ပြောတယ်ဂျာတုတွေတက်ခေါ်ပါလားလို့ ဥတို့ဘာလို့တက်ခေါ်ပါလားတို့တချို့ကပြောတယ်ပေါ့နော်ကျွန်တော်ပို့လင်းလင်းပဲပြောပါမယ်လက်ရှိမင်းအွန်လိုင်းကအစပြုပြီးတော့ဖက်စ်ချမ်းဖက်တက်မှာပေါဝင်ထားဆောင်နေတော့ပို့ကိုအားလုံးဟာပြည်သူလားစာကိုစာပြီးပြည်သူကိုတစ္ဆာဖောက်ကနိုင်ငံတော်ပုံကန်ထားတဲ့ဆေးရဆွေးကောင်တရားခံနေကြီးပဲဖြစ်လို့ဒါလက်ရှိမြန်မာနိုင်ငံရဲ့အအနေထားရတရားစီရင်မဏ္ဍပ်ရဲ့ခေါ်ဝေါ်ရကျွန်တော်တို့ဆိုရင်တရားရုံးရောက်သွားပြီဆန်တဲ့ဥရီမောင်းနေတော်တယ်ဘယ်ကောင်မှမတက်ဖို့ဒီမျိုးစင်အဲသူတို့အားလုံးနိုင်ငံတော်ပုံကန်ပြီဆေးရဆွေးကောင်နေမို့လို့ကျွန်တော်က မိုးမြင့်ထွန်းဆိုးထွန်းမျိုးစောမင်းအောင်လိုင်းခွေတခုကျွန်တော်ထပ်ထပ်ချင်းချင်းပြောတာဖြစ်တယ်။အဲ့တော့ကျွန်တော်ရိုင်းနေလို့ပဲဆိုဆိုအမှန်တရားပက်သားအနေနဲ့တရားဥပဒေဖော်ပြတဲ့သူဖော်ပြတဲ့လျောက်ကျွန်တော်တို့ဘက်ကသူ့ယာရူကြီးဘလောက်တက်ထားတက်ထားအချိန်ဝါကြီးဘလောက်ကြီးကြီးဒေါ်လာသိန်းတန်းဘလောက်ဘီလီယံနဲ့ချီဘလောက်ကျွဲဝအောင်ခိုးတာခိုးတာတခုဟာတခုပါပဲ။အဲ့တော့ကျွန်တော်ဆက်ပြီးတော့ဟိုဝီကျွေးကာလာဝိပတ်နောက်ပို့တက်တဲ့အကြောင်းလေးတွေကျွန်တော်ဆက်ပြောချင်သေးတယ် ပြောချင်သေးတယ်ဆိုတော့ကျွန်တော်တမိုင်းထဲမှာဖတ်ဖို့ကလည်းမဆလာခစ်တုံးကလည်းပဲပြည်ထောင်ဝင်ကြီးပုံနီလို့ထင်ပါတယ်သူဟာအောက်ကတင်ဦးပေါ့မြန်မာရင်တင်ဦးပေါ့သူတို့တွေဟာအချင်းတွေအချင်းသားတွေကိုဘလော့ဂရင်ဘလော့ပေးဆက်တဲ့ဂရင်နဲ့ပဲထားမယ်ဘာညာသူတို့ကအမိန်ချခဲ့တဲ့လူတွေဖြစ်တယ်ပေါ့နော်ဟိုတယောက်ဆိုပြည်ထောင်ဝင်ကြီးအောင်တယောက်ဆိုရင်တန်ချီချင်းတွေကိုသူကိုယ်တိုင်နိုင်ငံသားအနေပြီးတော့ဟိုမစ်စနစ်ယူပြီးတော့တင်သွင်းလာပြီးမယ်ပထမဆုံးခက်ခံရတော့တန်ချီချင်းခက်ခံရတော့အဲ့ဒီ တန်ရှင်းချင်းစတင်ပြောခတ်ဖို့အမိန်ပေးတဲ့သူကိုယ်တိုင်ဖြစ်နေတာတမိုင်းမှာထင်ရှားရှိပါသူတို့သာမခင်ညွတ်ဒေါန်ဆန်းစုကြည်ကိုထားဖို့အင်းစိန်ထောင်ထဲမှာအ திதன் အချုပ်ဆောင်တွေစောက်ခဲ့ဒေါန်ဆန်းစုကြည်ထားဖို့သူကိုယ်တိုင်စောက်ခဲ့ဒါမဲ့သူကိုယ်တိုင်ပဲအထက်မှာနေခဲ့ရတယ်အခုလေမိုးမြင့်ထွန်းတမလာကြီးဝင်းမြင့်ကိုခမရကျတို့ဟိုခမရအသက်အနေရှိတယ်ခမရလက်မှတ်ထိုးဘာညာဆိုပြီးတော့ရိုင်းရိုင်းဆိုင်ဆိုင်နိုင်ငံတော်တမလာကိုအခြေခံဥပဒေမှာလုံးဝမရှိတဲ့နော် ဖောက်ဖျက်မှုမျိုးနဲ့တနက်နဲ့ချိန်ပြီးဝင်ဖန်းထားခဲ့တယ်ဟိုယူကြီးတယောက်ပါတယ်ဆိုတာမူမြင့်ထုံးမှာအခုတော့မျက်စိတင်ငင်နားတင်ငင်နဲ့နေရင်ကျေချုပ်သူမိမကိုတို့နော်ကမ္ဘောဇာဆရာကျောင်းဦးအောင်ကိုဝင်းကနော်ပုံမှန်ကင်စာဆေးအတွက်အတွက်ကိုဆေးရုံတရုံမှာအများအတန်းသူထောက်ပံ့ပေးနေအခုကင်စာဆေးသွင်းဖို့ဆေးရောက်ပြီဆေးဆေးသွင်းဖို့ဆိုခေါ်တဲ့ဒါမဲ့ကျေချုပ်ကြခံထားရတဲ့မူမြင့်ထုံးမိမကင်စာယောဂတဲ့ဆေးကုသခွင့်ခရတီမရဘူးဒါဒီကြီးကျွန်တော်တို့သိထားရတယ်အဲ့တော့ကာလဝိပ္ပယ်နောက်ဘုတ်တက်ပေါ့တမနာကြီးကို တနက်နေ့ချိန်ဖမ်းခဲ့တယ်မိုးမြင့်တော်ခုတော့သူကိုယ်တိုင်ရောသူမိမရောနေကျဲကျုံနဲ့မနှက်ဖြန်ဆိုတာဘာမှမသိတဲ့ဘဝဒုက္ခကိုရောက်သွားပြီဖြစ်တယ်အဲ့တော့သူကဘာကြောင့်ဖြစ်လဲညိုဆောညိုဆောနဲ့ဘာဖြစ်လဲမိုးမြင့်တော်ရှိမှာညိုဆောတို့အုပ်စုကသူတို့ရဲ့ပါတနာတွေစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ import export permit တွေကိုချပေးဖို့လှမ်းပြောတယ်ညိုဆောအစီအမံအများကြီးကြတာဟိုမိုးမြင့်တော်ညီလေးမင်းငါငါပါတနာလက်လွတ်လိုက်မယ်ဘယ်လုပ်ငန်းရှင်ဘယ်လုပ်ငန်းရှင်ပေါ့မိုးမြင့်တော်ကမန်တက်တယ်သူက တော့ဘူဘူချုပ်ကြီးဒုတိယဘူချုပ်ကြီးလေအစင်းကနံပါတ်နံပါတ်ကိုတန်ဝန်တူတန်ထဲမှာဝင်နေပြီဆိုတော့သူကချမပြေအဲညူစောတို့ဥပိုင်ဖွဲ့ရတင်းတင်းလာနဲ့ပြဿနာမျိုးစုံရှာပြီးတော့အခုမုံမြင့်ထုံးကိုလဲဦးမှုယူဖမ်းဆီးလိုက်တယ်ညင်ကျေကျေချလိုက်ချလိုက်ပြီးရောဘာဖြစ်လဲညူစောတို့အုပ်စုကဒီလုပ်ပိုင်ခွင့်ကိုရလဲရရောတပိုင်နဲ့မိုးထီမိုးမီလို့လုပ်ပိုင်ခွင့်အစအမြဲတမ်းအရေးကြီးတဲ့နိုင်ငံပြည်ရန်ဇာတ်တွေကိုခွဲဝေရောင်းချတဲ့ဒီတင်တာတွေအစုပ် တို့ဘူဂျိုကြီးအုပ်စုဆွေမျိုးသားချင်းတိုက်ပဲအကုန်မောင်းပိုင်စီကြအခုဆိုလို့ရှိရင်ဒီညိုအာဘလောက်ဒီဟွာဖြစ်လဲဆိုတော့เนาะကျွန်တော်ပြောပြခြင်းတာအများကြီးရှိပါတယ်เนาะအာဒီဒီမိုတီမိုးမှုရွှေတူးတဲ့ဒီကုမ္ပဏီတွေပေါ့เนาะအဲကုမ္ပဏီတွေမှာ ရွှေရင်းတွေကိုမူဒီမူမီချထားခဲ့တာကိုပြန်သိမ်းလိုက်တာကိုကျွန်တော်သတင်းကြားရမှာပေါ့နော်။သူ့ရဲ့ပိုင်ဆိုင်ဗာလဲလာကဘောက်တက်ပြီးတော့မင်္ဂလာဆောင်မှုတစ်ယောက်လည်းအထောင်ကြပါပြီ။ဒီလောက်ကွစ်တွေကိုပြန်လဲယူပြီးတော့သူတို့ရာရှိကြီးဘူဂျုတ်ကြီးဆိုတဲ့တခုကြီးများချင်းချင်းပြန်ပြီးလက်သိထိုးသူတို့ရောင်းချ။ရောင်းချတော့မျိုးစော်သိန်းနာမည်နဲ့ရတဲ့လောက်ကွက်ကတန်ဖိုးဘလောက်သူတို့တတ်မှတ်ပြီးရောင်းနေပြီမှတ်တယ်။သိန်းပေါင်း9000နဲ့ရောင်းနေတယ်။ဝယ်မဲ့သူကဘယ်သူဝယ်မလဲဆိုရင်ဝါတက်ဖွဲ့ထဲမှာဝါဖွဲ့ထဲမှာဘိန်းဖြန့်နေတဲ့သူတွေရ သူကဝယ်ဖို့ကြိုးစားနေတော့ရောင်းဝယ်မှဖြစ်သေးဘူးနောက်တစ်ခါကိုကိုဦးပေါ့တတိယကနော်ဒုတိယဘူချုပ်ကြီးကိုကိုဦးနဲ့ကိုကိုဦးကရတာဒါပေမဲ့ဒီဟာကိုသူကနာမည်ခံထားတာကဒေါက်တာအောင်မြင့်မြတ်မန္တလေးကသွားဆရာဝန်ပေါ့ဟဲ့သူကကိုကိုဦးရဲ့ကိုစားရတာပေါ့သူနာမည်ခံပြီးတော့ရလုကတ်ကိုအခုဘယ်သူတွေလဲဆိုတော့ကျွန်တော်နာမည်မပြောတော့ဘူးနော်သိမ်းပေါင်း၄000နဲ့ရောင်းဝယ်ဖြစ်သွားတယ်ဘယ်သူလဲကျွန်တော်သိတယ်မပြောသေးဘူးနော်နောက်တစ်ခါကျော်စွာလင်းစစ်ထောက်ချုပ်ကဲ့ ရတဲ့လုပ်ွက်ကိုဟိုသိန်း6000နဲ့သိန်းပေါင်း6000နဲ့ကြက်သိန်းပေါင်း6000နဲ့ရောင်းနေတယ်မရောင်းမဖြစ်သေးဘူးเนาะဒါလက်ရှိသူတို့ကဟိုဒီအချင်းချင်းမှာမူမီတုံဖမ်းတယ်မူမီတုံရတဲ့လုပ်ပိုင်းကိုသူတို့ယူတယ်အရင်ချထားပြီးတဲ့အဲဒီဒီကုမ္ပဏီတွေကိုပြန်ယူသိမ်းတယ်သူတို့လူတွေပြန်သူတို့နာမည်နဲ့ပြန်ပြီးရောင်းတယ်ငွေကြီးရသလောက်စုနေတော့ဆိုတော့သူတို့ချင်းချင်းကဓမြချင်းချင်းဟမ်ဟိုနိုင်ငံတော်နိုင်ငံတော်ဘန်နာအများပြည်သူပိုင်ဘန်နာတင်းမြေပုံမြေရောအောက်တင်းဇာတာတွေကို မောင်းပိုင်စီးဖို့အတွက်အမှုချမ်းစီးဖို့အတွက်စူးစမ်းနေတဲ့ဓားရည်ကြီးမျိုးဖြစ်သွားတော့ဘလို့မှတို့ချင်းချင်းယုံကြည်မှုမရှိတော့စဉ်းစားကြည့်ဒီဒီကျွန်တော်အခုဥပမာလေးပြောပြရတဲ့ဒီရွှေလုပ်ငန်းလုတ်ွက်ရွှေတူးတဲ့တတ်ထုတူပေါ်ရေလုပ်ငန်းလုတ်ွက်လေးတစ်ခုအကြောင်းပဲကျွန်တော်ပြောသေးတယ်တို့နာမည်နဲ့ခံတယ်ရမယ့်ဟာသိန်းပေါင်း6000သိန်းပေါင်း9000စကလုံးလေးကသိန်းပေါင်း9000လေးလုံးလေးဒါမှတွက်ကြည့်ဗျာဒီသူလူတို့ကအခုစီလေးတပူတော်ဝယ်ဖို့မနေ့မနေ့ကလေးကတန်းစီနေရတယ် စီတန်းစီဖို့တော့တော့တူကင်တော့ဘယ်လောက်ဘယ်နှထောင်ပြီးမှရတယ်။ကြပြန်တော့စီကရေရောထားတော့အပေါ်မှာစီအောက်မှာရေပြည်သူတရလုံးကစားเสียရမှရှိနော်ပေးเสียရလဲငွေမရှိဘူးပြေးเสียရလဲမြေမရှိဘူးအတိဒုက္ခရောက်နေတဲ့အချိန်မှာဒီစစ်ဘိုလ်ချုပ်ဆိုတဲ့တခိုးကြီးချင်းချင်းကြားမှာကဝမီတော်ဖားထားလိုက်တယ်။သူတို့ယာယီလောက်ကွန်ကိုရတဲ့ပါမစ်တစ်ခုကိုရောင်းမယ်ဆိုရင်ကြက်သိန်းပေါင်း9000တိန်ပေါင်း9000ဆိုတာတိန်ပေါင်း9000ဟို တွက်ကြည့်သိန်းပေါင်း9000ဆိုတဲ့ပမာဏတွက်ကြည့်ပါကျွန်တော်တို့ဟိုအောင်ပါလေထီသိန်း3000ပေါက်တယ်ပဲထားအောင်ပါလေထီ9လစတိုက်ကိုတချီချင်းနဲ့ပေါက်တဲ့ပမာဏเนาะသိန်းပေါင်း9000เนาะအာဘယ်ဟုတ်မလဲအောင်ပါလေကသိန်းအခုဘယ်လောက်ဖြစ်သွားလဲမသိဘူးထားပါတော့ကျွန်တော်ပြောပြသိန်းပေါင်း9000ဆိုတဲ့ပမာဏဒီပါမီလီတစ်စောင်နဲ့တို့ကရအဲ့တော့ဘယ်လောက်လောဘတက်အာနာဘလောက်ရမက်တက်နေပြီစဉ်းစားကြည့်နော်အဲ့တော့အဲ့ဒါနဲ့သူတို့ချင်းချင်းကသူ့ကိုကိုမျိုးကိုယ့်သူမျိုးဖြစ်လာပြီးတော့ဘလောက်ထိဆိုးလာလဲဆိုတော့ပြီးခဲ့တဲ့ ဒီနေ့ဒေါ်တင်ကရန်ကုန်မှာအရေးပေါ် BMW လင်းစင်းနဲ့ဥက္ကမောင်ဆိုးလဲတင်ထားတယ်ပေါ့ဘယ်လိုရောက်လဲဘယ်ဝါရောက်လဲနောက်တော့သိလာမှာပေါ့နော်အဲ့တော့မြတ်ထုံးကရန်ကုန်လာတယ်မြတ်ထုံးနော်မြတ်ထုံးကရန်ကုန်လာတယ်ရန်ကုန်လာတော့ဇော်ဟင်းတိုင်မှုဇော်ဟင်းကသူ့ရဲ့နေလုံဝင်ကြီးကိုမြတ်ထုံးကိုသွားကြိုခိုင်းတယ်နေလုံဝင်ကြီးကကြောက်ကြောက်ကြောက်နဲ့မြတ်ထုံးရင်ထဲမှာသွားဆောက်ပြီးတော့ကြိုတယ်သွားဆောက်ကြိုတော့ဘာဖြစ်လဲဆိုတော့မြတ်ထုံးရဲ့ G1 စီဥစည်းမှုပထမတန်းဂျီဝမ်ရင်နှန်းမှာပါတဲ့ဂျီဝမ်ကလာကြိုတဲ့နေလုံဝင်ကြီးကိုရင်နှန်းနဲ့ဖတ်သူထွက်ဆိုင်လင်ဇာတတ်ထားတဲ့ပစ္စုံနဲ့ကော့ဖိုးချင်လိုက်တယ်နေလုံဝင်ကြီးနော်တို့ချင်းချင်းဖြစ်နေတယ်နေပြီးတော့လာတဲ့ VIP မြတ်ထုံးမှုရဲ့ဂျီဝမ်ကရန်ကုန်တိုင်းမှုလွတ်လပ်တဲ့နေလုံဝင်ကြီးကိုဆိုင်လင်ဇာပစ္စုံနဲ့ကော့ချင်လိုက်တယ်မင်းတို့ဘယ်ကောင်လွတ်လပ်တယ်ဘယ်တော်နဲ့လာပြောမှန်ပြောပြောနိုင်လားဟာဟုတ်ကဲ့ပါကျွန်တော်ဟိုတိုင်းမှုတိုင်းမှုလွတ်လိုက်လို့ပါဘယ်အမင်းကလာကြိုတော့ပါသိကြပြီလား ေကြပြီဆိုမှအချက်ချင်းတင်ကိုတိုင်မဟုတ်လားဟုတ်တယ်ဆိုမှလာကြိုးတဲ့ရင်နှန်းတော့လိုက်ကဲဒါမြန်မာပြည်တွင်းနေပြည်တော်နဲ့ရန်ကုန်စစ်စစ်ဘိုလ်ချုပ်ဆိုတဲ့ထိပ်သီးတခိုးကြီးဖက်စစ်ကြီးတွေကြားထဲမှာအချင်းချင်းဖြစ်နေတဲ့ရပိုင်းတော်တွင်းတဲ့ကသူတို့ရဲ့သူ့ကိုကုံမျိုးကို့ကိုသူမျိုးလာကြိုးတဲ့လူတော်ဆိုင်တနက်နဲ့ကောက်ချိန်ပြီးတော့ဘယ်သူကြိုလဲချက်ချင်းပြန် confirm လုပ်ရတဲ့အနေထားဖြစ်နေပြီဆိုတော့ဒါပြေးကြတဲ့တက်ကလုံးဝပြည့်နေဒါတခါမှမကြဘူးကျွန်တော်တို့လက်ထက်ကျွန်တော်တို့ မီလောက်ကျွန်တော်ကိုယ်တိုင်တတ်ထည့်စနစ်နဲ့နေခဲ့ဒီလောက်ထိဘိုဂျုံဒုတိယဘိုဂျုံကြီးဆိုတဲ့အဆင့်လာတဲ့ရင်နှန်းမှာတိုင်းမူကလာမကြိုဘူးမကြိုတိုင်းမူကစောက်ကူမဆိုင်ဘူးပေါ့ဗျာမြတ်ထုံးလောက်ကဘောပဲပေါ့နော်စောက်ကူဆိုင်ကြမလို့နေလုံဝင်းကြီးလွတ်လိုက်နေလုံဝင်းကြီးကိုလည်းမြတ်ထုံးရဲ့ဂျီဝမ်းမယုံဘူးမယုံတော့သေးချပြီကျွန်တော်တို့ရဲ့အချက်ချက်သိရတာမြတ်ထုံးအုပ်စုနဲ့မင်းအောင်လာရဲ့တပည့်ဇော်ဟင်းတို့အုပ်စုကြားထဲမှာလုံးဝမယုံဘူးဆိုတဲ့အနေအထားကိုကျွန်တော်တွေ့ရှိရတယ်ဒါရေပြင်မှာဖြစ်တဲ့အနေအထားကိုကျင်တို့ကတနေ့နေ့တနေ့နေ့မီးွားတော့ပွင့်ပါ ပုတ်နေပြီတစ်တစ်ချင်းချင်းတော့ပုတ်ထာများရင်ပူလာတယ်ပူလာပြီးရင်မီးပွင့်တယ်မီးပွင့်ပြီးပူပြီး6တွေ့တဲ့ဘက်ကစလောင်တာပဲအဲ့တော့မင်းအွန်လိုင်းအုပ်စုနဲ့စိုးဝင်းအုပ်စုနဲ့အခုအားပြိုင်နေတဲ့ဖြစ်စဉ်တွေတတိယအင်အားစုဖျဲတိကြီးလေးဖြစ်ချင်းဖြစ်မှာပေါ့ဒီကြားသူတို့ချင်းကြားထဲမှာမင်းအွန်လိုင်းနဲ့စိုးဝင်းဥဆောင်နဲ့ဖက်စစ်အုပ်ဖက်စစ်အယူဝါဒဥပဒေလည်းမရှိဘူးကျင့်ဝတ်လည်းမရှိဘူးတဲ့လုံးဝ ရက်စက်မှုကန်းကုန်တဲ့လောရက်တွေဟာကြံသောစစ်မလိုင်းလူဒန်းစားအလွှာအားလုံးကိုတက်ရောက်တော့မယ်ဆိုတော့တေးကြလို့တော်တော်ချင်းချင်းပြန်ထင်းကယ်မလားဂုံတိခါဆိုတာချီတုံးစားပြီးပြီလေချီစားသူပဲဖြစ်ပါပြန်ကယ်နိုင်မလားကျွန်တော်တစ်ချက်ကြည့်ကြတေးကြလာတော့အရာရာတိုင်းမှာဖြည့်ရှင်းနည်းရှိပါတယ်ဖြည့်ရှင်းနည်းရှိပါတယ်ဒါပေမဲ့ပြည်သူလက်ခံနိုင်တဲ့ဖြည့်ရှင်းနည်းမျိုးဖြစ်ဖို့တော့လိုတာပေါ့နော်အဲ့တော့ကျွန်တော်အခုနောက်ဆုံးတင်ပြခြင်းတဲ့ချက်ကတော့ ဖက်စစ်တက်ဒီမကြခင်ကျင်းသေးမုတ်ချပြိုလဲတော့မှာဖြစ်တယ်အဲ့တော့ပြိုလဲသွားတဲ့အထဲမှာဂုံသိခါရောအသက်တီရောဘဝတွေရောစီးစိမ်တွေရောပါသွားမဲ့လူဖက်စစ်အင်အားစုတွေမှာအများကြီးတွေ့နေရပါတယ်အဲ့တော့အခုချိန်ကာလမှာပြည်သူဘက်တော်သားတွေဖြစ်ပြည်သူနဲ့ပြည်သူအစိုးရနဲ့ကျွန်တော်တို့လူတွေနဲ့ချိတ်ဆက်ပြီးတော့လုံးဝပြိုလဲရန်နေတော့ဖြစ်နေတဲ့အခြေအနေကနေတိုင်းပြည်ဒီပြည်လုံးပျက်စီးသွားတော့မယ့်အခြေအနေကနေ မြမပြည့်အထက်ပိုင်းเนาะစကိုင်းမြောက်ပိုင်းရှမ်းရခိုင်တကြောလုံးကိုဆက်ပြီးတော့ပေါ့ဖော်ကြီးကတိမ့်သွားတော့မဲ့အခြေအနေတွေကနေကဲတင်နိုင်မှုအတွက်ကျွန်တော်တို့အားလုံးစီးလို့ညီညွတ်စွာဆောင်ရွက်နိုင်မဲ့အနေအထားအခြေအနေရောက်နေပါတယ်ဒွန်းတူစာပဲအခြေခံဥပဒေတရက်ဖွဲ့စည်းပုံအခြေခံဥပဒေတရက်ကိုတိုင်းရင်းသားတွေနဲ့ညှိနှိုင်းပြီးတော့အမြန်ဆုံးစီစဉ်ရေးဆွဲနိုင်ခြင်းမရှိဘူးဆိုရင်လေမြို့သား ညီညွေးအစိုးရ CRPH NUCC တို့လည်းပဲတမိုင်းမှာလက်ညှိုးထိုးစရာအနေအထားတွေရောက်လာတော့မယ့်အနေအထားအခြေအနေရှိနေပါတယ်။အဲတော့သူ့ဘက်ကကျင်းတည်ပြိုတော့မယ့်အချိန်မှာကိုရီးယားဘာကြောင့်တိုက်သစ်ဆောက်ဖို့အဆင်သင့်မဖြစ်နိုင်သေးတာလဲဆိုတော့မေကွန်းကိုတော့လက်ရှိဥဆောင်နေတဲ့လူတွေကိုပြည်သူတွေခုချိန်မှာဝိုင်းဝန်းစုံစမ်းမေးမြန်းဖို့လိုပြီလို့ကျွန်တော်တင်ပြချင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ကာလဝိပတ်နောက်ဖို့တက်ပါလိမ့်မယ်။ သမတော်ကိုတနက်ချိန်ဖမ်းခဲ့တဲ့သူအခုချိန်သူကိုယ်တိုင်ဖမ်းဆီးခံရရပါတယ်။မြတ်ထုံးအုပ်စုနဲ့မင်းအွန်လိုင်းအုပ်စုအချင်းချင်းကြားတနက်တီနဲ့ပြန်ချိန်ရတဲ့အနေအထားရပ်ပိုင်းတွင်းဖြစ်နေကြပါတယ်။ဒါအแทမှာဖြစ်နေတဲ့ပဂရိအချိန်နေဖြစ်တဲ့တော့ဗီဒီယိုအားလုံးသူတစ်ပြင်ပြည်သူကဝေးတက်ဖွဲ့တွေအားလုံးတိုင်းရင်းသားတော်လိုင်းတက်ဖွဲ့ခေါင်းဆောင်အားလုံးလူမျိုးကြီးဝါဒမထားသောတိုင်းရင်းသားခေါင်းဆောင်များအားလုံးလက်ရှိ90ကျော်ဖြစ်ခဲ့တဲ့ပြည်ပခါတွေနဲ့အချင်းချင်းကြားထဲမှာ ိုင်းသားချင်းအင်အားစုတိုင်းသားချင်းချင်းကြားထဲမှာမေယုံမကြည်နိုင်သွေးမစိနိုင်ဖြစ်နေတဲ့ပြဿနာတွေအားလုံးတီတီချာချာလေးလေးနဲ့နဲ့ခြုံငုံစဉ်းစားပြီးအဖြစ်တစ်ခုအတွက်ကိုဝိုင်းဝန်းစူးစမ်းဖို့တန်ပြီးတိုင်ပြီးလို့ကျွန်တော်တင်ပြရင်ဒီကုချွတ်ပါတယ်။အဲနောက်နောက်ဟို live တွေမှာကျွန်တော်တော်လိုင်းတက်ဖွဲ့တွေအတွက်လိုအပ်နေတဲ့လုံခြုံရေးပိုင်းဆိုင်ရာ security option ပိုင်းဆိုင်ရာနီးပြော်ပိုင်းဆိုင်ရာအားလေးတို့အကြံပြုချက်လေးတွေကျွန်တော်ထုတ်လွှင့်ပေးဖို့ပြင်ဆင်နေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ ျွန်တော်တို့ဒေဗစ်ဒေါ်လိုင်းရဲ့မဟုတ်ချတော့အောင်မြင်ပါပါသူပဲခေါင်းဆောင်တဲ့သူရဲ့ရည်ချင်းလူမန်နီယမ်မန်ရွေးချယ်နိုင်မှုနဲ့ကိုအားနဲ့ချက်သူအားနဲ့ချက်အားလုံးစဉ်းစားပြီးစူးစမ်းဖို့လိုပါတယ်ဒေါက်တာဒုခောင်တင်ထားသလိုပါပဲကျွန်တော်တို့တွေဟာသူများပြောစကားကို နားထောင်ဖို့နားထောင်နိုင်စွမ်းနေလိုတယ်လို့အန်ဂျီရောတော်လိုင်းတက်ဦးကတောင်းရှိသူတွေကိုလည်းခုချိန်မှာကျွန်တော်တတ်နှိုးဆော်လိုက်ပြန်စီကျေးဇူးတင်ပါတယ်